ဒီနေ့ဗီဒီယိုလေးကတော့300ကျက်ကနေစတဲ့စီချွန်းတုတ်ထိုးကြော်နဲ့4000 4500ဝင်းကျင်ကနေစတဲ့စီချွန်းဟင်းလျာကောင်းကောင်းလေးတွေရတဲ့ဆိုင်လေးဆိုင်ခေါ်တော့ပေးမဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်။ Grace ခေါ်တော့မဲ့ဆိုင်လေးကတော့ Scooper House ပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်လေးကဆိုင်သစ်လေးပါဖွင့်ထားတာမကြသေးပါဘူးရှင်။အမှတ်903မီတာဝီလမ်းမပေါ်မြောက်ဥက္ကလာမြို့နယ်လက်ကပါစေယုံကြီးမှာဖွင့်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်လေးမှာဆိုရင်စီချွန်းတုတ်ထိုးကြော်ရဲ့စီချွန်းဟင်းလျာရဲ့အပြင်ဘီယာတွေ Soft Drink တွေပါရပါတယ်ရှင်။ကြံပိတ်ရမှာဘီယာ အေးအေးလေးနဲ့ဒုတ်ထိုးကြော်လေးတွေစားကျင်တယ်အေးအေးဆေးဆေးလက်ထိုင်ကျင်တယ်ဘယ်ကိုသွားလို့သွားရမှန်းမသိဘူးဖြစ်နေတယ်ဆိုရင် Scoa House မှာလာထိုင်ကြည့်ဖို့အတွက် recommend ပေးပါရစေရှင်သူစီယာမာလာဒုတ်ထိုးကြော်ကလေစစ်ချွမ်းကိုကိုရိုင်းရောက်ပြီးစားနေရတယ်လို့ခန်းစားရပါတယ်ဘာလို့လဲဆိုအရသာထုံဆက်ပြီးတော့ထိထိမိမိနဲ့လေးလေးပင်ပင်ရှိနေလို့ပါဘီယာအေးအေးလေးနဲ့ဆိုလုံးဝလိုက်ဖတ်တော့ပါရှင် Happy Hour အချိန်တွင်းမှာလာမယ်ဆိုရင်ဘီယာ Bind 3 Got 1 Season လည်းရှိပါတယ်ရှင် Happy Hour ကတော့နေ့စဉ်နေ့တိုင်း2နာရီရနေ9နာရီတွင်မှာဖြစ် ဖြစ်ပါတယ်ရှင်။ကြံရအတွင်းမှာဆိုရင်တော့မနက်7:00နာရီကနေည7:00နာရီထိဆိုင်ဖွင့်ပါတယ်ရှင်။ဒီဆိုင်လေးကလေထိုင်လို့အရန်ကောင်းတယ်။အထက်မှာလေလုံးဝအေးနေရောမိသားစုနဲ့လာလို့လည်းတင့်တော်တယ်။ဘီယာလည်းမျိုးစုံရတယ်။ဆိုင်ရှိမှာလေလေကားပါကင်ထိုးဖို့အတွက်နေရာကြကြံဝန်းဝန်းရှိရမလို့ဒီဆိုင်လေးကထိုင်လို့ကောင်းတဲ့ဆိုင်တော်တော်အဆင်ပြေတဲ့ဆိုင်လေးလို့ပြောရပါမယ်ရှင်။ Grace ကလေဒီဆိုင်ကိုစမြင်မြင်ချင်းတော့အော်လို့ဈေးကြီးလောက်တယ်လို့ထင်ခဲ့တာပေါ့နော်။တကယ်တကယ်တော့စားကြီးတဲ့အခါမှာကြတော့ဟင်းပွဲလေးတွေက၄၄၅၀၀လောက်ကနေစရှိတယ်။ချစ်ချွန်း တုတ်ထိုးကြော်လေးတွေက300လောက်ကနေစရှိတာဆိုတော့ဈေးလေးတွေကတော်တော်တန်တယ်လို့ပြောရပါမယ်ရှင်။အရသာလေးတွေကလည်းလာရှိုးဒေတာစာစစ်စစ်ရဲ့အရသာမလို့လေးလေးပင်ပင်ထုံထုံဆက်ဆက်နဲ့တကယ်ကိုထထိမိမိနဲ့စားကောင်းပြီးတော့ဘီယာနဲ့လုံးဝကိုလိုက်ဖက်တော့ဆိုင်နေပါရှင်။ Grace ကတော့သူ့ဆိုင်ရာစစ်ချွမ်းတုတ်ထိုးကြော်ကိုအရန်ကြိုက်တာမလို့အများကြီးပဲစားခဲ့ပါတယ်ရှင်။ ူဆိုင်ရစစ်ချွမ်းတုတ်ထိုးကြွားလေစီပွန်ပွန်ပွန်ဆူနေတဲ့စီပူပူအိုးကြီးတဲကိုအသားနဲ့ရွက်တွေကိုဘွတ်ဆူထည့်လိုက်တယ်ထည့်ပြီးတော့မြ мян ပြန်ဆယ်ထားတာဖြစ်လို့အဲ့ဒီအသားတွေရွက်တွေတဲကိုစီတွေနစ်ဝင်နေတာမျိုးမဟုတ်ဘူးအကြိုက်ကြော်ထားတာမျိုးမဟုတ်တဲ့အခါကျတော့အပြင်သားကျွတ်ကျွတ်ရွတ်ရွတ်လေးနဲ့တအားစားကောင်းပါတယ်ရှင်အဲ့ဒီခဏလေးကြော်ထားတဲ့အသားတွေအတီးရွက်တွေကိုမှမာလာအယူတွေအစီနှစ်တွေတုတ်မာလာမှောက်လေးဖြူနှမ်းလေးဖြူစက်တော့မိတ်လေးဖြူပြီးတော့တ အားကိုစကောင်ထိမိတော့ပါရှင်ဒီဆိုင်ရစစ်ချွမ်းထုတ်ထိုးကျော်ရဲ့အရသာလေအရသာထုံထုံဆက်ဆက်လေးလေးပင်ပင်ထိထိမိမိမလို့ Grace ကတော့တော်တော်လေးကိုတိုက်နှစ်သက်ခဲ့ပါတယ်ရှင်နောက်တစ်ခု Grace တိုက်တာလေးကစစ်ချွမ်းဟင်းရေပါ तू ကအမြင်အရကြည့်မယ်ဆိုရင်တော့ကော်ရင်နဲ့တူရလို့ထင်တယ် Grace လည်းဒါကို first time စားဘူးတာပါတကယ်တကယ်စားကြည့်လိုက်တဲ့အခါမှာကြတော့ကော်ရင်လိုဖြစ်ချွဲချွဲနေမနေပဲတဲ့အရသာချိုးစိတ်ထုံဆက်မွေး အော်ဘလို့ပြောပြရလဲတော့မသိဘူးပထမဆုံးစားဖို့ရဲ့အရာတာကိုလုံးဝကြိုက်သွားတော့ပါရှင်နောက်တစ်ခုကြိုက်တာလေးကတော့သွန်ရင်းနေမှာအရန်ခစ်စားတဲ့ဝတ်သား KND ကြက်သား KND ပါ Grace ကတော့ဝတ်သားနဲ့စားခဲ့ပါတယ်ရှင်သူရတာလေးကချိုချိုဆက်ဆက်မှုမှုလေးပါရှင်ဒီဆိုင်မှာ Grace တောက်တစ်ခုကြိုက်တာလေးကစက်ပေါင်းပြားရေကျော်ပါ ကြော်မှချွတ်ချွတ်မှုမှွေးလေးဖြစ်နေအောင်ကြော်ထားတာလေးပါ။ကြက်ကြော်ကြိုက်တဲ့သူတွေကဒီကြက်ပေါင်းပြားရည်ကြော်လေးကိုစားကြည့်ဖို့အတွက်ကို highly recommend ပေးပါရရှင်။ခလေးရောလူကြီးရောကြိုက်မဲ့အရသာမျိုးလေးပါရှင်။အပြင်ကကြက်ကြော်ကျွတ်ကျွတ်မွမွလေးကိုမှပြားရည်ချွတ်ချွတ်လေးစမ်းထားပေးပြီးတော့ချွတ်ချွတ်မှုမှွေးရတာလေးနဲ့တကယ်ထင်မိတော့ပါရှင်။ပစွန်စိမ့်တုပ်လေးရလဲထိထိမိမိနဲ့စားလို့ကောင်းပါရရှင်။မာလာရှန်ကောကတော့လာရှိုအရသာကိုကြိုက်တဲ့ထိထိမိမိနဲ့စားရတာကိုကြိုက်တဲ့ဆိုရင်ဒီဆိုင်ရအရသာကိုကြိုက်မှာသေးချာပါပဲရှင်။ Grace ကတော့ seafood လေးနဲ့မစားခဲ့တာမလို့စီးဖူးလေးနဲ့ဆိုရင်ပစုံနေရောပကျင်းကားရောကင်းမွန်နေရောပါပါတယ်ရှင်။ဒါလေးကတော့ငရှင်60ပါအညီနဲ့လုံးဝမရှိဘဲနဲ့ တူတူ66မှုမှုလေးပါရှင်ဘီယာနဲ့လုံးဝလိုက်ဖက်တာမလို့ must try ပါရှင်ငါးပေါင်းကတော့ပုံမှန်ငါးပေါင်းနေရဲ့အရသာနဲ့မတူဘဲနဲ့စီချွန်းစတိုင်လေးပေါင်းထားတာမလို့စီချွန်းစတိုင်ကြိုက်တယ်မှုမှုဆက်ဆက်လေးစားရတာကိုကြိုက်တယ်ဆိုရင်တော့ဒီငါးပေါင်းလေးကိုကြိုက်မှအသေးချာပါပဲရှင်ဒီဆိုင်မှာ grace အကြိုက်ဆုံးကတော့စီချွန်းတုတ်ထိုးကြော်ပါ အရန်အရန်အရန်စားလို့ကောင်းပါတယ်ဒုတိယကြိုက်တာကတော့စီချွန်းဟင်းရီပါတတိယကြိုက်တာကတော့ဝတ်သားခရန်ဒီပါ ဆိုတော့ Grace ကတော့ဆက်ပြီးတော့စားလိုက်တောက်လိုက်ချင်းလိုက်ပါဦးမယ်ရှင်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသတ်ခွင့်ပြုပါရှင် Grace သွားခဲ့တဲ့ဆိုင်လေးကတော့ Scuba House ပဲဖြစ်ပါတယ်ရှင်အမှတ်903မေဒဝီလမ်းမပေါ်လက်ကပါစေယုံဤမြောက်ကလာပါမြို့နယ်ပဲဖြစ်ပါတယ်ရှင်ဆိုင်တစ်ဖွင့်ပွဲအထိမ်းအမှတ်နေနဲ့ Happy Hour အတွင်းမှာလာမယ်ဆိုရင် Beer Pint 3က1 season လေးလည်းရှိတာမလို့တကြံရွက်အတွင်းမှာဘယ်တော့လို့သွားရမှန်းမသိဘူးလမ်းပြောင်းနေတယ်ဆိုရင် Scuba House ကိုတကြံရွက်အတွင်းမှာလာခဲ့ဖို့ဖိတ်ခေါ်ပါရစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးပဲတတ